ဒီနေ့ကျုပ်ဥထမင်းကျော်လေးလှူစားမယ်ပါဝင်တဲ့ပြည်စီရတော့ရမ်းလွယ်ပါတယ်ဒီနေ့ Friday ဖြစ် Sunday ဖြစ်တဲ့အတွက်ဒီမှာဈေးသွားဖို့ဟာအချိန်၄နိုင်ဆိုရင်ပိတ်သွားပြီအဲဒါကြောင့်မို့လို့လွတ်လပ်ကူကူပဲအိမ်မှာရှိရဟာရင်းနဲ့ထမင်းလေးကျော်စားလိုက်တယ်ကလေးအချိန်ပေါ့ပါဝင်တဲ့ပြည်စီလေးတွေကထမင်းတစ်ပကံဒါကတော့အသေးနှံဆုံးဒါကတော့ကျုပ်ဥနှလုံးဒါကတော့စီဒါကတော့ကျွတ်သွင်းမရှိတော့ကုန်သွားတဲ့အတွက်ကျွတ်သွင်းတယ်ကျွတ်သွင်းပြီး ဒါကတော့ပဲငမြရေအကြည်အနောက် and then ကြာညိုနေကိုရောပြီးတော့မှွေထားတဲ့ဟာလေးပါအခုစပြီးကြောရမယ်တဲဦးပူလာပြီးဆိုရင်စီလေးထည့်မယ်စီပူလာပြီးဆိုရင်စွစနာလီးထားတဲ့ ginger သွန်ပြူထည့်မယ် ginger သွန်ပြူလေးနည်းနည်းလေးမှုလောင်လို့တမနစ်လောက်နည်းနည်းလေးလောလိုက်ကြောလိုက်နော် ချင်းချက်သမီးကအနံလေးနည်းနည်းလေးမွေးလာပြီဆိုရင်ခလောက်ထားတဲ့ကြုံနှလုံးထဲမှာကြုံလေးကဒီလိုနေထားလောက်ရောက်ပြီဆိုရင်အတိနံဖြတ်ထားတဲ့အတိနံလေးကိုထဲမှာအဲ့ဒီတော့ချက်နှစ်ချက်မွေးလိုက်မယ်။ဒီနံလေးနဲ့ ျော်လိုက်လို့ဆိုနည်းနည်းပဲဒီပါတော့ပဲဒီကစိတ်နှံ့ရတယ်ကလေးတွေကစိတ်မစားကြအားကြောင့်မတို့ပဲဒီလေးကိုနည်းနည်းလေးအစိမ်းနဲ့မြပြအောင်လို့နည်းနည်းလေးခဏလေးမှုလိုက်မယ်နော်။ဒီနံရပြီဆိုရင်ဆွမ်းတော့ပြင်ထားတဲ့ထမင်းတစ်ခုထည့်မယ်။ချက်ပြီးတော့ဒါကပဲငမြရဲ့ဂျာညုတ်ရောထားတဲ့ထည့်မယ်။ရတာပုံငါတော့ လို့တလို့ပေါ့နော်ကဲဒီထဲမှာခြုံမှုကြိုက်တဲ့လူကလည်းခြုံမှုထက်ထက်စားနေနေပေါ့ရဆိုလို့ရှင်တော့စားလေးနေနေထက်ထက်ပေါ့နော်အခုကတော့အတော်ပဲထင်ပါတယ်ရတာတော့ပြီးမှတစ်ချက်ပြီးကြည့်လိုက်မယ်ရတာတော့နေတော့ပါပဲဒါတော့မြေကောင်းမှုန်လေးပါမြေကောင်းမှုန်လေးကိုစားကန်လေးမှာပေါ်ကနေဖြူလိုက်တဲ့ချိန်ကျတော့ပူပူလေးနဲ့မှုန်မှုန်လေးစားလို့ကောင်းတဲ့ကျဲဦးထမင်းချော်လေးရပါပြီ